အားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တိုင်ခံပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့စနေနေ့ည Premier League ပွဲစဉ်တွေကပရိသတ်တကူရင်ကုန်ဆက်လို့ရစရာတွေအကောင်းဆုံးပေးဆွနိုင်ခဲ့ပါတယ်အာဆင်နယ်တင်းကအစောပိုင်းဝယ်ဆန်းတဲ့ပွဲမှာအနိုင်ရခဲ့လို့ဇာတ်တည့်ဆုံးနေရာကိုတက်လှမ်းနိုင်ခဲ့ပြီးလီဗာပူးကချယ်ဆီကိုမဖြစ်မနေအနိုင်ကစားဖို့အတွက်ဖီအာတွေဝင်လာခဲ့ပါတယ် ချဲစီတင်ကလည်းစတန်ဖို့ဘရစ်ကပရိသတ်တွေရှေ့မှာအကောင်းဆုံးပုံစံအကောင်းဆုံးစိတ်ဓာတ်နဲ့တိုက်ပွဲဝင်သွားခဲ့ပြီး STV ရဲ့နောက်ကျအနိုင်ကိုနဲ့လီဗာပူးကိုအယုတ်ကျိုးပြတ်ဖြစ်စေခဲ့ပါတယ်။ချဲစီရဲ့နိုင်ပွဲကအာဆင်နယ်ရဲ့နိုင်ပွဲလည်းဖြစ်ခဲ့ပြီးလန်ဒန်ကြီးကိုရဲ့ကျေးဇူးကြောင့်ဇယားထိတ်မှတတ်မှတ်အသားနဲ့ဦးဆောင်နိုင်ခဲ့ပြီးဖြစ်လို့ဂန်နာရီကချဲစီကိုကျေးဇူးတင်နေကြပါပြီ။မန်ချက်စတာယူနိုက်တက်တင်ကတော့ Old Trafford မှာ Sunderland ကို2-0တောင်းရနဲ့အနိုင်ရခဲ့ပြီးအမောင်းရင်ကလည်း United နီးပြပွဲက50ပြေးမှရလက်ကောင်းတဲ့အတူမျက်နှာပန်းလှခဲ့ပါတယ်။ United အသင်းတွင်အဖွင့်ကိုကိုတော့ပွဲအစ၈မိနစ်မှာပဲမေဆင်မောက်ကမြေမကျကန်ချက်နဲ့သွင်းယူခဲ့ပြီးဒီဂိုးက Old Trafford မှာမေဆင်မောက်သွင်းယူခဲ့တဲ့ပထမဆုံး Premier League ဂိုးဖြစ်ခဲ့ပါတယ်။ဒုတိယဂိုးကိုတော့37မိနစ်မှာ Dalot ရဲ့လက်ဖြစ်ဘောကနေ Sasco ကအနီးကပ်ပိတ်သွင်းခဲ့ပြီး Sasco က Premier League နှစ်ပွဲဆက်ကိုသွင်းခဲ့သလို January နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အမှတ်ပေးပွဲနှစ်ပွဲဆက်တိုက်ကိုသွင်းနိုင်ခဲ့ပါတယ်။အမောင်ရေကကန်ဝင်နီးပြကြီးဖာဂူဇန်1989ဘူရီနဲ့ပွဲနောက်ပိုင်း United နီးပြပွား ပွဲ90ပြည့်မှာနိုင်ပွဲရခဲ့တဲ့ ပထမဆုံးနီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အမော်ရင်ရဲ့ United နီးပြပွဲကပွဲ90ပြည့်မှာ16ပွဲနိုင်12ပွဲသေရ16ပွဲထိရှုံးနေပြီးအနိုင်ရဂိုင်နှုန်းက38ရာဂိုင်နှုန်းသာရှိတာကြောင့် Ferguson ခက်လွန်နောက်ပိုင်းပွဲ90ပြည်မြောက်ခဲ့တဲ့ United နီးပြတွေအထဲမှာနိုင်ပွဲရခိုင်တော့အနေဆုံးဖြစ်ပါတယ်။ United အသင်းက Burnley, Chelsea, Sunderland တို့ကိုဇက်တိုက်နိုင်ရခဲ့တဲ့အတွက်2023 August လနောက်ပိုင်း Premier League အင်ကွင်း၃ပွဲဆက်အနိုင်ရခဲ့ပါတယ်။ အမောရင်လက်ထက်ပရီးမီးယားလိနိုင်ပွဲဆက်ပွဲမှာ၅ပွဲကတန်းတက်ကလပ်တွေကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။အခုနိုင်ပွဲကြောင်း United အသင်းကအဆင့်၉နေရာကိုတန်လန်းနိုင်ခဲ့ပြီးနိုင်ငံကပွဲတွေအပြီးမှာတော့ Liverpool နဲ့ပရီးမီးယားလိအဝေးကွင်းပွဲချက်ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်ရှင်။ Arsenal နဲ့ Watson ပွဲပြီးသုံးသက်ချက်လေးကိုတင်ဆက်ပေးကြပါရစေ။ Arsenal 2 Watson 0ဝါဆန်ကိုတတောင်တတအနိုင်ယူပြီးစရာထိတ်ဆုံးကိုတက်လှမ်းခဲ့တာကတော့အာဆင်နယ်ပဲဖြစ်ပါတယ် စနေနေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့အာဆင်နယ်နဲ့ဝက်ဆန်တို့ရဲ့ပွဲစဉ်မှာအရှင်ကန်နာတွေက2-3ညနဲ့အနိုင်ရခဲ့ပါတယ်။ပထမပိုင်းစတင်ချိန်ကလေးကအာဆင်နယ်ကပဲတစ်ဖက်သက်ဖိအားပေးတိုင်းစစ်ဆင်ခဲ့ပြီးဂိုးရရှိမဲ့အခွင့်အရေးတွေလည်းအများပြားရရှိခဲ့ပါတယ်။73မိနစ်မှာ Yorkcross ပိတ်သွင်းခဲ့တဲ့ဘောလုံးကို Watson ကိုတမန်ကောက်ကရာကနေပြန်ရှံထွက်လာတာကို EC ပိတ်သွင်းခဲ့ပြီးမှအန်အားသင့်စရာကောင်းလာအောင်ဂိုးပါရမ်မော်ကျော်သွားခဲ့တာဖြစ်ပါတယ်။ Saka က Arsenal အတွက်အသွင်းကိုယူခဲ့တဲ့ကိုကလည်းလူကျွနေရာကြောင့်ဂိုးမရခဲ့ပဲ အသင်းကောင်းဆောင်အော်ဒူကဒဏ်ရာရသွားလို့ဇူဘီမန်ဒီကဝင်ကစားပေးခဲ့ရပါတယ်။38မိနစ်မှာပဲဒီကလရိုက်စ်ကအီဇီရဲ့ကန်ချက်ကိုအာရီယိုလာပေါ်ထွက်ရာကနေရှံထွက်လာတဲ့ဘောလုံးကိုအမိုင်းမရှိကန်သွင်းပြီးအဖွဲ့မှုဂိုးကိုသိမ်းပေးခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးကန်ဒီနာချင်းချင်းပုံမှာတော့ကာလာဖီယိုရီရဲ့ကန်ချက်ကဂိုးတိုင်ထိပြီးဝက်ဆန်ကိုသမားရဲ့နောက်ကျောကိုထိမှန်ခဲ့ပေမဲ့ဂိုးရင်မဝင်သွားခဲ့လို့ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်းကန်နာတွေကလည်းဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပြီ 66မိနစ်မှာတော့ဂန္ဓာရပန်နတီကံခွင့်ရခဲ့ပါတယ်။ဇူဘီဒီမန်ဇူဘီမန်ဒီခောက်တင် ပေးလိုက်တဲ့ဘောလုံးကိုတင်ပါကရယူပြီးပန်နတီအေရီးယားရဲ့ဆွဲဝင်ဖို့ကြိုးစားချိန်မှာဂျူဖ်ကနောက်ကနေဂုတ်ခွာစီပြီးလဲချခဲ့လို့ဒိုင်လူကြီးကပန်နတီဆက်ဝိုင်းကိုချက်ချင်းညွန်ပြခဲ့တာဖြစ်ပါတယ်။ပန်နတီကိုဘူကာယိုဆာကာကအမားရမရှိကံသွင်းခဲ့ပြီးတော့ပရီးမီးယားလိပွဲနေရာမြောက်ပအဝင်ကစားပေးခဲ့တဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။လက်ကျန်ပွဲကစားချိန်မှာလည်းကန္နာတွေကဝက်ဆန်ကွင်းဘက်ချမ်းမှာပဲဖိအားပေးကစားခဲ့ပေမယ့် နောက်ထပ်ကိုပေါ့ရှောင်မတွေ့ခဲ့တာကြောင့်နှစ်ကိုတုံညာနဲ့ပဲပွဲပြီးဆုံးသွားခဲ့ပြီးမှတ်ပေးစရာထိတ်ဆုံးကိုတက်လန်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။လီဗာပူးအတွက်တော့ထင်ထားတဲ့အတိုင်း Stamford Bridge ကခေါင်းလန်းခီးဖြစ်နေပါတယ်။ Maris ကနဲ့ Chelsea ဇာသမားတွေကိုအရင်ဆုံးအသိမှတ်ပြုရပါမယ်။တရားပြဿနာတွေများကြီးကြားကပဲသူတို့တွေရသလောက်ကြိုးစားခဲ့အတိုက်ပွဲဝင်ခဲ့ကြပါရယ်အချင်းပေါင်း Badier Shield CB အတွဲနဲ့ပွဲထွက်လာရတယ်ပွဲသိမ်းခရမှုတ်ချိန်မှာတော့ Reece James က Harto CB အတွဲဖြတ်သွားတယ် တို့အတွက်တကယ်ကိုခက်ခဲလွန်းတဲ့အချိန်တွေပါပဲဒါပေမဲ့အဲ့ဒီကြားကပဲဥဆောင်ကိုကိုအရင်သွင်းနိုင်ခဲ့ပါတယ် without position မှာပက်ထရိုနီတိုယာအိုပက်ထရိုဂါနာချိုဖွန်ထရီရဲ့အားနဲ့လီဗာပူးကိုကောင်းကောင်း press လုပ်ထားနိုင်ခဲ့ပါတယ်ဥဆောင်ကိုရချိန်မှာရောချိန်ပါကိုပြန်ပေးလိုက်ရချိန်မှာရောဂိုးထရနိုင်လောက်တဲ့အခိုက်အတန့်တွေဖန်တီးနိုင်ခဲ့ပါတယ်နောက်ဆုံး SD VAO ကအပိုတက်အနိုင်ကိုကိုသွင်းပေးနိုင်ခဲ့ပါတယ်ချက်စီးအတွက်တကယ်ကိုထိုက်တန်နေနိုင်ပွဲဖြစ်ပါတယ် အာနာစလော့ကတော့ Florian Vaz ကိုအရန်ခုန်ပုတ်ပြီးမနစ်ကချန်ပီယံဖြစ်ခဲ့တဲ့ခင်ချင်းမျိုးကိုပြန်သုံးလာပြီးမယ်ပထမပိုင်းမှာတိတ်အလုံးမဖြစ်ခဲ့ပါဘူးကစားသမားတော်တော်များများပုံမှန်စွမ်းဆောင်ရည်အောက်ရောက်နေတာရုန်းကန်နေရတာဆိုတော့အသင်းလိုက်ကစားကွက်မှာပြဿနာတစ်ခုခုရှိနေပြီဆိုတာထင်ရှားပါတယ် Chelsea အတွက်တိုက်စစ်ရဲ့ key player လည်းမပါနိုင်ပြမဦးစားပေးအထောင်တိုက်စစ်မှုလည်းမပါနိုင်ရတဲ့ကြားထဲ CB တွေကတက်ညီလက်ညီနဲ့ဒဏ်ရာတွေရနေတော့ရှိတဲ့သူနဲ့ဖြစ်အောင်လုပ်ရပါတယ်အခုမှစေယုံစင်ကစား ဗန်ဂျီယောရှိကိုလူငယ်လေးအချင်ပေါင်းနဲ့တွဲပြရတယ်ဖြစ်ချင်တော့ပွဲချိန်အတွင်းမှာအိုင်းညောက်ကထပ်ပြီးတန်းရရသွားခဲ့ပါတယ်အဲ့ဒီတော့လေလေးယောက်တန်းမှာ CB ဖြစ်မကစားဘူးတဲ့အနည်းဆုံးကျွန်တော်တိချမမြင်ဘူးတဲ့ Reese James ကို CB နေရာမှာအသိအမဝင်လို့ပွဲထွက်ခွင့်ကောင်းကောင်းမရသေးတဲ့ဟာတိုနဲ့တွဲပြရတာပါပဲအဒီလိုမှမလုပ်ရင်လေပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ Gary Calhoun ကိုဝင်ကစားခံရမလို့ဖြစ်နေရပါဒါရင်မကသေးပါဘူး Queen ထဲမှာရှိနေတဲ့ Kaisi တို့ Anzo Fernandez နဲ့ ရာအိုပါထရိုကလည်းအသေးစားထင်ရလေးတွေရှိနေပြန်ပါတယ်။ဒါမှမဟုတ်စက်ခိုင်မှုယာနုံပြည့်အနေအထားမျိုးမဟုတ်ဘူးလို့သိရပါတယ်။တပွဲလောက်အနားယူလိုက်တဲ့အခြေအနေမျိုးဖြစ်ပေမဲ့လက်ရှိအသင်းမှာဒဏ်ရာပြဿနာများလွန်ပြီးလူကုန်မရှိလို့ရားတလောက်ကန်နေရတဲ့သဘောပါပဲ။ချယ်ဆီအတွက်တကယ်ပဲခက်ခဲလွန်ပါတယ်။ဒါပေမဲ့အဲ့ဒီကြားလေးကပဲသူတို့တွေနိုင်ပွဲယူနိုင်ခဲ့ကြတယ်။နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေအထိအနိုင်ကိုရဖို့အစွမ်းကုန်အားထည့်ကြိုးစားရင်းတကယ်ရခဲ့တာလည်းဖြစ်ပါတယ်။နိုင်ကိုရှင်ကတော့အသက်၁၈နှစ်အရွယ်ခြားတိတ်လေးတယောက်ပါပဲ။ ဘရာဇီးကနေလာခဲ့တဲ့တိတ်ခတ်ခဲလွန်တဲ့အခြေအနေတစ်ခုမှာနောက်ကျအနိုင်ကိုကိုသွင်းခဲ့တယ်။အသင်းအတွက်အရေးပါတဲ့ bit match နိုင်ပွဲတစ်ပွဲကိုအရယူပြီးနိုင်ခဲ့တယ်။ Astiva O'Willian လို့ခေါ်ပါတယ်။ Chelsea Liverpool ပွဲပြီးအတွေ့အလေးတွေကိုလည်းဆက်ပြောချင်ပါသေးတယ်။ Anaslot က Florian Vaz ကိုအရန်ခုံပြန်ပို့ခဲ့တယ်။ Gravy Mac ကဆိုဖို့ပွဲလည်းအတွင်းနဲ့ပွဲထွက်လာပါတယ်။ Everton ရဲ့ပွဲတော့ကလည်းသူထီလိုလုပ်ခဲ့ဘူးတယ်။ အဲဒီတုန်းကတော့အတော်လေးလှုပ်ဖြစ်ခဲ့ပြီးပထမပိုင်းမှာတတောင့်တတာနဲ့ပွဲကိုလွှမ်းမိုးထင်းချုပ်သွားခဲ့ပါတယ်။နှစ်ကိုးပြက်ဥဆောင်နိုင်ခဲ့တဲ့ဂိုင်းရီရဲ့ခြေပါကိုကိုခွင့်ပြုခဲ့ရပြီးမှသာလီဗာပူးအတွက်ခက်ခဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲမှာတော့အာနာစလော့ရဲ့အပြောင်းလဲကတိတ်အလုံးမဖြစ်ခဲ့ပါဘူး။မာရက်စကာကအနာစလော့ရဲ့424 shape ကိုရင်ဆိုင်ဖို့ကောင်းဆုံးပြင်ဆင်လာခဲ့တာကိုတွေ့ရပါတယ်။ line up ထွက်လာတော့ Gusto right back နဲ့ UC Jane ကွင်းလယ်တက်ကစားမယ်လို့ထင်ခဲ့ရတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့စန့်ကျင်ဘက်ဖြစ်နေပါဗျ။ ။ Brisi Jane က right back နေရာမှာပဲရှိနေခဲ့ပြီး Gatto ကကွင်းလည်တက်ကစားခဲ့ပါတယ်။ On paper အပြင် Gusto, Kaisido, Pivot အတွဲနဲ့ Anzo က number 10 role ပါပဲ။ Without position မှာတော့ Mariska က424 shape နဲ့ပဲ Anna Slot ကိုတုံ့ပြန်မှုပြင်ဆင်လာခဲ့ပါတယ်။ Patronito, Yao Pedro, Garnacho, Fontri ကို Gatto နဲ့ Anzo တယောက်တက်ကူပြီးတော့4လေးရောက်လေးရောက်အနေထားနဲ့လီဗာပူးရဲ့ blind up တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် Liverpool CV တွေနဲ့ Gravija က passing line ကိုအဓိကဖြတ်တောက်ဟန်တာသွားပါတယ်။ Chelsea ရဲ့မထင်မှန်တဲ့တုံ့ပြန်ကစားပုံက Liverpool ကိုအတော်လေးခတ်တိသွားစေခဲ့ပါတယ်။ပွဲစား14မိနစ်မှာပဲ Gaisido ရဲ့ဦးဆောင်ဂိုးကိုခွင့်ပြုခဲ့ရပါတယ်။ဒီဂိုးမှာ Gaisido ရဲ့ကန်ချက်ကလည်းကောင်းလွန်ခဲ့တယ်ဆိုပေမဲ့သူ့ကိုဒီလောက်ထိလွတ်လွတ်လပ်လပ်ကန့်ကွက်ပေးခဲ့တဲ့ Liverpool ဘက်ကလည်းလိုအပ်ချက်ရှိခဲ့ပါတယ်။ Gravy press လုပ်ဖို့ကြိုးစားရင်းရှိကိုကျွန်သွားခဲ့ရာကြောင့်ခန်းစစ်ကြောင်းရှိမှမက်ကာတယောက်ပဲတန်ခဲ့ပြီးကိုင်းစီတိုနဲ့ဂတ်တိုကို တယောက်နှစ်ယောက်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီနှစ်ယောက်စနစ်တကျချိတ်ဆက်ကစားသွားတာကြောင့်အမတ်ကအရော့ဂိမ်းဖြစ်သွားပြီးကိုင်စီတို့စိတ်ကြိုက်ကန်ဝင်ရခဲ့တာဖြစ်ပါတယ်။စစောစစ်စစ်ဦးဆောင်ကိုပေးလိုက်ရတာကြောင့်လီဗာပူးဘက်ကချိတ်ပါကိုရဖို့တင်ကစားလာခဲ့ပါတယ်။ဒါပေမဲ့ချက်စီးကလည်းဝက်တာပိုဇီရှင်မှာ433 shape ကိုပြောင်းပြီး font 3ရဲ့လောက်အားနှုံးနဲ့လီဗာပူးရဲ့ကစားကွက်တည်ဆောက်မှု ကိုဟန်တာထိန်းချုပ်သွားခဲ့ပါတယ်။ high pressing မှာမအောင်မြင်ခဲ့ရင် လီဗာပူးကဒါကိုကြော်ဖြတ်လာနိုင်ခဲ့ရင်တော့451 shape ကိုထပ်ပြောင်းပြီး mid block နဲ့ကစားခဲ့တယ်။တံပြတ်တိုက်စစ်တွေကိုအဓိကအားပြုသွားခဲ့ရပါတယ်ရှင်။ Chelsea ရဲ့အသင်း live present နဲ့ခံစစ်ကစားပွဲကအတော်လေးဟန်ချက်ညီခဲ့တာကြောင့်ပထမပိုင်းမှာလီဗာပူးခွင့်ရေးသိမ်းမရခဲ့ပါဘူး။ရလာတဲ့အခွင့်အရေးအနည်းစုကိုလည်းအသုံးမချနိုင်ခဲ့တာကြောင့်ပထမပိုင်းတစ်ပိုင်းလုံးမှာဂိုးပေါက်တဲ့ကံချက်တစ်ချိန်မှမတွေ့ခဲ့တာဖြစ်နိုင်ပါတယ်။ဒါကြောင့် Anna Slot ကဒုတိယပိုင်းဆက်မှာပဲ ရက်ဒလီနီယာမှာဖလော်ရီယန်ဗတ်ကိုထိန်းစားခဲ့တယ်။ဆိုဘော့စ်လိုင်းရိုက်ဘက်ဖလော်ရီယန်ဗတ်နံပါတ်30ရိုးဖြစ်သွားပါတယ်။ဒီပြောင်းလဲတွေရဲ့အကျိုးသက်ရောက်မှုကိုလည်းချက်ချင်းလိုလိုတွေ့မြင်ခဲ့ရပါတယ်။လီဗာပူးဘက်ကတိုက်စစ်လမ်းကြောင်းတွေတိတိတတ်တတ်အလုပ်ဖြစ်လာပါတယ်။အဲ့ဒီလိုအချိန်မျိုးမှာမှချက်စီအတွက်နည်းနည်းကန်ဆိုးကျင်တော့ဘတ်ဒီယောရှီလ်ဒန်ရရသွားခဲ့တယ်။နကူရဲကောင်မှာစီမီနီယာမှာဒန်ရပြဿနာများနေရကြတယ်။ဘတ်ဒီယောရှီထပ်နာသွားတော့လာဗီယာကိုထိန်းစားခဲ့ရတယ်။ ကိုင်စီတို့လာဗီယာပိုက်ပုတ်အတွဲဖြစ်သွားပြီးဂတ်တိုက right back residing က ARCB အဖြစ်တာဝန်ယူကစားခဲ့ရပြန်ပါဒီမှာအနာစလော့ကလည်းချိန်သားကိုင်းဆိုသလိုပဲကိုနာတီးနေရာကကတကြကာကက်စ်နေရာရိုဘုတ်ကိုထည့်ပြီးတိုက်စစ်ကိုထပ်အရှိန်မြှင့်မှုကျူးစခဲ့တယ်။ဂရာဗီကို RCB နေရာစင်ကစားစီခဲ့ပါတယ်။အနာစလော့ရဲ့အပြောင်းလဲကအစောပိုင်းမှာအလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီးလီဗာပူးတိုက်စစ်တည်တည်တာတာပို့သွက်လာတယ်။အခွင့်အရေးကောင်းတချို့ရလာတယ်။နောက်ဆုံးကတ်ဘုတ်က1-1ဖြစ်စေခဲ့ပါတယ်။ ချဲစီအတွက်ပို့ဆိုးခြင်းတော့11ဖြစ်ပြီးတိတ်မကြခင်မှာအချင်းပေါင်းမှာတင်ရထက်ရသွားတယ်။ LCB နေရာမှာတိတ်အမဝင်သေးတဲ့ဟာတို့ကိုမဖြစ်မနေထက်ကစားခဲ့ရတယ်။လေးအောင်တန်းခန့်စစ်မှာ RCB မကစားတတ်ဘူး။ကစားနေကြမဟုတ်ဘူးလို့ပြောရမယ် Residents ကို LCB နေရာမှာအမဝင်သေးတဲ့ဟာတို့နဲ့တွဲပြရတာဆိုတော့ချဲစီခန့်စစ်ကြောင်းကစိုးရင်စရာကောင်းခဲ့ပါတယ်။ဒီမှာ Mariska ကအနေငယ်စွန့်စားဖို့တိုက်စစ်ပြန်ဖွင့်မှုဆုံးဖြတ်ခဲ့ပုံရပါတယ်။အသေးစားတန်ရာပြဿနာရှိနေပုံရတဲ့ရာအိုပက်ထရိုနီယာမှာ မာဂရုကိုထဲကစားခဲ့တယ်။ဘတ်ထရိုနီတိုနဲ့ကာနာချိုနေရာမှာလည်းနောက်ထပ် drop out တွေဖြစ်တဲ့အတီဗာအိုနဲ့ဂျမီဂီတန်တို့ကိုထပ်ထည့်ခဲ့တယ်။အဲ့ဒီလူစားလဲမှုတွေကပဲပွဲအနေအထားကိုပြောင်းလဲသွားစေခဲ့ပါတယ်။စေပါကိုပြန်ပေးရခြင်း၊စီဗီနီယောစလုံးကိုဒဏ်ရာကြောင့်လူစားလဲထားရခြင်း၊တခြားဒဏ်ရာပြဿနာတွေလည်းအများကြီးရှိနေရကြောင်းအသင်းကအားနည်းနေခြင်းဖြစ်တဲ့အတွက်ပုံမှန်သာဆိုရင်ဒီချိန်လေးမှာဆိုရင် ချယ်ဆီကခန်းစစ်ကိုပိုအာယုံဆိုင်ပြီးတရရလက်ကိုထင်းကစားသွားရမှာပါပဲ။ ဒီပွဲတည်ကြသွားခဲ့ရင်တော့အချိန်ကြီးအရရရချက်စည်းအတွက်အောင်မြင်မှုပဲလို့ယူဆပါတယ်ဒီလိုအနေထားမျိုးမှာရုတ်တရက်အမှတ်မထင်ဆိုသလိုပဲ triple တွေထပ်ထည့်ပြီးတိုက်စင်မြင့်လာတော့ liverpool ကစားသမားတွေနဲ့ arna slot အငိုင်းမိသွားခဲ့ဟန်တူပါတယ်ချက်စည်းဘက်ကအခွင့်အရေးတွေဇက်တိုက်ပြန်ရလာတယ် mama dalshofly နှစ်ကြိမ်ထပ်မနဲ့လက်စွမ်းပြအကားခွဲခဲ့ရတယ် arna slot က gia ကုံ liverpool တိုက်စင်မြင့်နေရကနေအန်တို့ကိုထပ်ပြီးခန်းစစ်ကိုပြန်ထိန်းမှုကြိုးစားတာမျိုးရှိလာတယ် ဒါပေမဲ့ချယ်ဆီရဲ့တိုက်စစ်လမ်းကြောင်းတွေကတော့ရက်တံမသွားခဲ့ပါဘူးဒီလိုနဲ့ပွဲချိန်96မိနစ်မှာတော့ချယ်ဆီနိုင်ကိုရသွားခဲ့တယ်အန်ဆိုကိုကူယဲလာတွဲလုံးကနေတဆင်ကိုကူယဲလာရဲ့အနိုင်ပေါ်ဖြတ်တင်ပေးပုံမှုကိုအက်တီဗာအိုကအမှားရမရှိဂိုးဖြစ်စေခဲ့တာပါပဲပွဲမတိုင်ခင်မှာလည်းဒဏ်ရာပြဿနာတွေများပြားခဲ့သလိုပွဲချိန်တွင်းမှာလည်းနောက်ထပ်ဒဏ်ရာပြဿနာတွေထပ်တိုးရင်ဆိုင်ခဲ့ရတဲ့ကြားကအခုလိုနိုင်ပွဲရယူသွားနိုင်ခဲ့တာကတော့မာရက်စကာနဲ့ချယ်ဆီကစားသမားတွေကိုအတော်များများချီးကျူးရမှာပဲဖြစ်ပါရဲ့ရှင် နီးပြူရရှူတာများပြောရရင်လဲဒီတပွဲစာမှာမာရက်စကာကအာနာစလော့ကိုတည်တည်တတ်တာကြီးအသာစီးယူသွားနိုင်ခဲ့လို့ပဲယူဆပါတယ်။ဒါကတော့ကျမတို့မြန်မာအမြင်ကွယ်လွဲနိုင်ပါတယ်ရှင်။အခုလိုမျိုးနိုင်ငံသားဘောလုံးပြင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့ Memo Sport Media Page ကနေ၄၀ဘောလုံးတင်ပြီးပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်เนาะဘောလုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်